လာမယ့်ဒီဇင်ဘာလ12ရက်နေ့မှာဆိုလို့ရှိရင်တော့မြန်မာဖိုက်တာအောက်ရှင်းနေ့ရက်ပွဲရှိပါတယ်။အလုံးမဲ့မင်္ဂလာပါဗျ။မာရှယ်မီနီယံမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။ကျွန်တော်တို့ဝမ်ချင်မင်းရှင်မှာမြန်မာပွဲကြီးဝေးနေရနည်းနည်းလေးတော့ကြာပြီပေါ့နော်။လာမယ့်ဒီဇင်ဘာလ12ရက်နေ့မှာဆိုလို့ရှိရင်တော့အောက်ရှင်းလေးကထိုင်းဖိုက်တာချက်ပီချင်းနဲ့ထိုးတက်မှာဖြစ်ပါတယ်။ဒီဖိုက်တာအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့လက်ရှိဒါအရက်က9ဘီနလာမှာအသက်ကတော့26နှစ်။မွေထိုင်းကစားလာတာပြောရမယ်ဆိုလို့ရှိရင်ဝမ်ချင်မင်းရှင်မှာခုနှစ်ပွဲကစားခဲ့ပြီးတော့ ငါးဖွဲနိုင်ပြီးတော့နှစ်ဖွဲရှုံးနေရလက်ကိုပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အရက်ကတော့ငါးပြည်နှစ်လမဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ချင်းလေးတက်စားလို့ရှင်တော့နှစ်လမလောက်တော့နေနေလို့ပြောလို့ရတယ်။ဒါပေမဲ့သူ့ရဲ့ record ပိုင်ကတော်တော်လေးကောင်းပါတယ်။နိုင်ခဲ့တဲ့ငါးဖွဲမှာဆိုလို့ရှိရင်တပွဲကို knock out နဲ့နိုင်ပြီးချန်နယ်ဖွဲတွေအကုန်လုံး unanimous decision နဲ့နိုင်တာတွေရှုံးတဲ့နှစ်ဖွဲမှာလည်း unanimous decision နဲ့ပဲရှုံးတာဖြစ်ပါတယ်။ပြောချင်တာကတော့ဒီဘွဲမှာအောက်ရှင်းနေအတွက်အမှတ်ဆုံးဖြတ်တိသွားမယ်ဆိုလို့ရှိရင်တိတ်တော့မလွယ်ဘူးဆိုတဲ့အနေထားတစ်ခုပါ။ ပြီးတော့ဒီ fighter ရဲ့ကစားဟန်ကိုအရင်ဆုံးကျွန်တော်စပြောပါသူ့ရဲ့ပုံစံကအရက်၅ပေ၂လမှဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့နှိမ့်နေထဲမှာပါတယ်သူနဲ့ထုံးတားတဲ့ကစားသမားတွေတော်တော်များများကသူ့ထက်အတိုင်းအတာတစ်ခုထိဟိုအရက်အားဖြင့်နှိမ့်နေဆိုတဲ့ကစားသမားတိတ်ပြီးတော့မရှိသလောက်ပဲပေါ့နော်သူ့ရဲ့ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်လူကောင်ကဟိုခက်သေးသေးပူပူနဲ့မှဟို body ကလည်းနည်းနည်းကြည့်ရထဲမှာပါတယ်ဒါပေမဲ့ကစားတဲ့ချိန်ညာလို့ရှိရင်အရန်ကြီးအုံးတိုင်းဆိုတဲ့ပုံစံမျိုးမကစားပါဘူးသူ့ပွဲတွေကမကြမ်းမဟုတ်ကြမ်းတယ်ဒါပေမဲ့သူက ဟိုပြောရင်ဂျပန်ဖိုင်တာကြီးလိုမျိုးပြသူတို့ထိတာနဲ့ပြန်တည်ပြီးတော့ထိုးတယ်ဆိုတဲ့ပုံစံမျိုးကစားတာမဟုတ်ဘူး။အောင်ရှင်လေးကအရှိကဂျပန်ဖိုင်တာတနင်းစုနဲ့ပွဲမှာဆိုလို့ရှိရင်သူချမ်းကိုချမ်းကစားရင်းနဲ့ဒါကိုဘက်ကတထောင်ရိုက်ချက်ထိချက်တွေပိုရပြီးတော့ damage ပုံများတဲ့အတွက်ကြောင့်မလို့အလိုက်ရသွားတယ်ဆိုပေမဲ့ဒီပွဲမှာချက်ပီချက်ကကျတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့သူ့မှာအားကောင်းတဲ့လက်နက်တွေကိုပြောပါဆိုလို့ရှိရင် low kick တွေကောင်းပါညာ low kick တွေဆိုလို့ရှိရင်နေသွားအောင်လို့ကန်နိုင်တယ်။ switch kick တွေ body kick တွေကတော့ပုံမှန်အနေထားလောက်တော့ကန်နိုင်ပါ လက်သီးပိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ကစားတဲ့ပုံစံကလက်သီးအထွက်များပြီးတော့ခက်ချင်းချင်းကစားတယ်ဆိုပေမဲ့နေဆက်နှစ်ပိုင်းအရာတော့ကျွန်တော်အနေနဲ့အရင်ကတော့အားရတဲ့ပုံစံမျိုးတော့မဟုတ်ဘူးတထောင်ရိုက်ရတဲ့ဆိုလို့ရှိရင်လည်းအခွင့်ရေးရလို့ရှိရင်တုံးတယ်ဆိုပေမဲ့သူ့ရဲ့အရက်ရေခြေတံလက်တံနဲ့အနေထားအရာသူ့အနေနဲ့အရင်ကတထောင်ရိုက်ချက်တွေထုတ်သုံးနေဆိုတဲ့အနေထားမျိုးတော့မတွေ့ရဘူးပြီးတော့ပြိုင်ပွဲတိုင်းနီးပါးမှာ United Nations နဲ့နိုင်နေပေါ့နော်၅ပွဲမှာ၄ပွဲထိရော United Nations နဲ့နိုင်နေတပွဲကတော့ ဒါ knock out ဖြစ်တဲ့အထိလုံနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာအလဲထိုးပါဝါအရာတော့အရန်ကြီးများရဲ့လို့တော့ပြောလို့မရပါဘူးသူ့ရဲ့ကစားတဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတော့တိုက်စစ်ပိုင်းကိုစပြီးပြောမယ်ဆိုရင်တိုက်စစ်ပိုင်းကိုသူပြိုင်ဘက်ကိုအမြဲတမ်း pressure တစ်ခုတော့ပေးထားတယ်ပြောရရင်ပြိုင်ဘက်ကိုနည်းနည်းလေး pressure ပေးထားတယ်ဒါပေမဲ့သူ့ဘက်ကအရန်ကြီးဝုန်းတိုင်းဝုန်းတိုင်းစလှုပ်တာမျိုးမလုပ်ပဲနဲ့အဲ locate တင်နေနေပါပါစပြီးတော့ကန်ကြည့်ရပြိုင်ဘက်ကနည်းနည်းနောက်ဆုတ်သွားပြီဆိုတော့အလကုံဝင်ထိုးလေးရှိတယ် ဒါပေမဲ့ပြိုင်ပန်းနဲ့ဆိုင်ပြီးတော့ရန်ကြီးထိုးတယ်ဆိုတဲ့ပုံစံမျိုးကိုတိတ်မသွားပါဘူး။သွားရင်တော့မှဗျာဟိုပြိုင်ပန်းက၃နေချက်လောက်ကောင်းလာထွက်လာပြီဆိုရင်သူကနောက်ကိုပြန်ဆုပ်သွားအများကြီး။ပြိုင်ပန်းကသူ့ကိုတောက်လျှောက်ဝင်လာပြီးဖိလာပြီဆိုလို့ရှိရင်လေသူ့ဘက်ကနေပြီးတော့ဆိုင်ပြီးတော့ကောင်တာထိုးဖို့အတင်းဖိပြီးတော့ဘုံဘုံထွက်တိတ်ဆိတ်ဝင်စားဘူး။ပြိုင်ပန်းကဝင်လာပြီဆိုတော့နောက်ကိုဆုပ်သွားလိမ့်ရှိပါတယ်။ဒီဘက်မှာဆိုလို့ရှိရင် အောက်ရှင်းလေးကပြောဒါနေစုနဲ့ပွဲရလိုမျိုးလုံးဝနောက်မဆုတ်တန်းရှေ့တိုးလာတယ်ဆိုတဲ့ကစားသမားတစ်ယောက်နဲ့ရင်ဆိုင်ရမှာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ကိုဘက်ကရှိတဲ့လက်တံတာနေတဲ့အတွက်ကြောင့်မလို့ကိုဘက်ကနည်းနည်းလေးဖြည့်ပြီးတော့အတင်းဝင်ရမယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်လာနိုင်တယ်လို့မြင်တယ်။ပြိုင်မက်ကကျတော့အခွာဝေးလေးထိန်းတာတွေသူ့ကိုထောက်လျှောက်ဖိလာပြီးဆိုလို့ရှိရင်နောက်ဆုတ်လိုက်တယ်။ပြီးတော့မှခြေခံချက်တွေပြီးလို့ရှိရင်သူ့အခွင့်အသင့်ရင်အသင့်တယ်လို့ဝင်ပြီးတော့ထိုးတဲ့ပုံစံမျိုးနဲ့တွားတာ။ ဝေထိုင်းသမားပုံစံအရင်ကြီးတော့မဟုတ်ဘူးခြေကန်ချက်လေးကောင်းပြီးတော့ဒါလက်သေးတွဲလုံးလေးမစိုးဘူးပေါ့နော်။အောက်ရှင်လေးကတော့ဒီဘွဲမှာအရေးကြီးတာတစ်ခုကတော့ damage မများပေးနိုင်မှုလို့လေ။ knockdown တစ်ချိန်တစ်ချိန်လောက်ရရင်တော့ပိုကောင်းတယ်။အမှန်အရသွားမယ်ဆိုလို့ရှိရင်တော့ဒီ knockdown ရတာအေးလုံးဝပြိုင်ဘက်ကမျက်နှာကိုကွဲပြေးသွားတဲ့အထိလှုပ်ပြထားနိုင်မှသိကြပါလိမ့်။မဟုတ်ရင်ပြိုင်ဘက်ရဲ့ကစားပုံကဒီ full ဘိုင်း အဝင်ထွက်ပိုင်းလေးတွေကလည်းဟိုတိုင်းဆန်တစ်ခုကြီးကောင်းတဲ့အတွက်ကြောင့်မလို့အမှတ်ယူပြီးကစားတယ်ပြီးတော့ထိုင်းကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့အမှတ်အဆုံးဖြတ်ကိုရောက်တယ်ဆိုလို့ရှိရင်ဒီထိုင်းဖိုင်တာဘက်ကအသာကြီးရတာတော့ပြည်သူတွေအားလုံးလည်းသိပြီးသားဖြစ်နေမယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့အောက်ရှင်းလေးအနေနဲ့ဒီဘွဲမှာကတော့အဓိကအဖြစ်ဂျပန်ဖိုင်တာတနင်းစုနဲ့ပွဲရလိုမျိုးပဲဒါပေမဲ့တနင်းစုလိုတော့အရန်ကြီးဆိုင်ပြီးတော့တစ်ဖက်ကပြန်ထိုးမှာတော့မဟုတ်ဘူးကိုယ့်ဘက်ကနည်းနည်းလေးစိုက်ဆက် ပုံစံမျိုးနဲ့ဝင်ပြီးတော့ပြိုင်ဘက်ကိုအထိနာအောင်လှုပ်ဖို့လိုလိမ့်မယ်လို့တော့မြင်တယ်။သူ့အကွာဝေးထိန်းတဲ့အတိုင်းဟိုကိုကနေနေရဆိုလို့ရှင်တော့အေးနေထားသိတော့မကောင်းဘူးနော်ပြိုင်ဘက်အခြေခံချက်တွေနဲ့ကိုရဲ့ရှေ့ခြေကနေလာတာမျိုးဖြစ်လိုက်တာ။အောက်ရှင်နေနေကတော့တရှိရှေ့ကနှစ်ပွဲလုံးပါပြောကျွန်မဖိုက်တာရင်းနဲ့ပြထိုးတက်ခဲ့ရတယ်။ပထမပွဲမှာလည်းအတိုင်းအတာတစ်ခုထိကောင်းခဲ့တယ်ဆိုပေမဲ့ဒါအခြေခံချက်ထိရဲ့ချိန်မှာတော့နောက်ောက်နဲ့ရှုံးနေသွားတယ်ပေါ့နော်။တာနေစုနဲ့ပွဲမှာဆိုရင်တော့တော်တော်လေးကိုကောင်းတဲ့ပုံစံတစ်ခုကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ။ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့မွေထိုင်းမှာပဲဟိုတောက်လျှောက်မွေထိုင်းကြီးစနစ်တွေထိုင်းမှာပဲလေ့ကျင့်နေတာရှိတယ်။ပြီးတော့အောက်ရှင်းလေးကိုယ်တိုင်ကလည်းတကယ်ကိုစ조사ရကစားသမားတယောက်။ဒီတော့ကြောင့်မလို့ဒါဒုတိယပွဲမှာဆိုရင်လုံးဝရုံးဝအပြည့်နဲ့ထေချာရုံးပြသွားတဲ့အချိန်မှာအမှတ်နဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံကစားသမားတော်တော်များများကလက်ရှိဟိုစီးကိန်းမှာရှင်ပြိုင်မှုအတွက်လေ့ကျင့်နေကြတာနေနေများတယ်ပေါ့နော်။ဒီတော့ကြောင့်မလို့လေမြန်မာဖိုင်တာတွေကအတိုင်းအတာတစ်ခုထိ ပွဲဝဲနေတဲ့အနေအထားဖြစ်နေရပါ။အမေအောက်ရှင်းလေးကတော့ဒီရပိုင်းနေအတွင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့ထိုင်းမှာပဲတောက်လျှောက်နေချင်းနေတာဖြစ်ပြီးတော့တော်တော်လေးလေးဟိုလေ့ကျင့်ရည်ဖြစ်ွားနေမယ်လို့ထင်တယ်။ပြီးတော့ပွဲအကြောင်းလည်းကြိုသိထားလောက်ပါ။ဒီအတွက်ကြောင့်မလို့ဘလိုဝဲနေနေပြိုင်ဘက်ကခုနပွဲမှာ၅ပွဲတိနိုင်ထားတဲ့ကစားသမားဆိုပေမဲ့လည်းအောက်ရှင်းလေးမှာဂိုင်းတွယ်လို့ရတဲ့လက်နက်တွေဂိုင်းတွယ်လို့ရတဲ့အရေးချင်းတွေအများကြီးရှိရလို့မြင်တယ်။အဓိကအားဖြင့်တော့နည်းနည်းစိတ်ပူရတာကပြိုင်ဘက်ကဒီဟို သူကသူသူအတင်းဝင်ပြီးတော့ထိုးလိုက်ပြီးရင်ပြန်ပြေးသွားလိုက်ပြီးရင်ကိုကလိုက်ထိုးရဆိုလို့ရှိရင်လည်းပတ်ရှောင်နေတာအဲ့လိုပုံစံမျိုးတော့လှုပ်လာနိုင်ကြီးရှိရလို့တော့မြင်တယ်။သူခြေတံလက်တံမတားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အကွာဝေးတော့အရင်ကြီးထိန်းလို့ရမှာမဟုတ်ဘူး။ဒီအဝင်ထွက်တင်နေပဲထိချက်ပို့ပြီးတော့တအောင်ကစားပါလိမ့်မယ်။ပြန်ဖက်ကနောက်ောက်နိုင်ွယ်တပွဲပဲရဘူးလေဆိုပေမဲ့အောက်ရှင်းလေးရဲ့မာကုံလဲဆိုရင်တော့အရင်ကြီးတော့ပြဿနာမရှိတော့ဘူးလို့ကျွန်တော်စိတ်နဲ့မြင်ပါတယ်။ဒါပေမဲ့ဒီပွဲမှာဂျပန်ဖိုက်တာနဲ့ပွဲရလို့မဟုတ်ဘဲနဲ့ပို့ပြီးတော့ကိုဘက်ကအသာအသီးရယူနိုင်ဖို့နောက်တောင်းနေရဖို့လိုပါတယ်။ တရှိအောက်ရှင်းနေရဲ့ပွဲကတော့1ချက်မဲ10မှာဒီ2025ခုနှစ်အတွက်မြန်မာဖိုင်တာရဲ့နောက်ဆုံးပွဲတော့ဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဟိုဒါနောက်ဆုံး event အနေနဲ့လည်းကျင်းပတာဖြစ်တယ်။ပြီးတော့ဒါနှစ်ကလည်းကုန်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ရှင်းလေးကတော့အပိတ်ကိုထိုးတာရယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားမှာ။အောက်ရှင်းလေးရဲ့ကစားဟန်ရတော့ပရိသတ်တွေကတော့ကြိုက်ပါ။ပြောရမယ်ဆိုရင်များဟိုပရိသတ်အားပေးမှုကျန်းနေဆိုတဲ့ကစားဟန်မျိုးပိုင်ဆိုင်ထားတယ်။ခက်ကြမ်းကြမ်းခက်ရန်ရန်ပြီးလို့ရှိရင် ဟိုနီးစနစ်ညလည်းမအောက်ဘူးဗောနော်သူကလည်းသူအတိုင်းတာတစ်ခုထိအကောင်းဆုံးလုပ်ပြနိုင်တယ်ဆိုတဲ့အနေထားပါအောက်ရှင်လေးရဲ့ပွဲကတော့ပွဲစဉ်နံပါတ်6မှာထည့်ထားတယ်ဒီတော့ကြောင့်မလို့ကျွန်တော်စိတ်တင်တော့လာမယ်ဆိုလို့ရှင်တော့9နိုင်ခွဲ10နိုင်ပြချာလဲလောက်မှာပဲဒါစနစ်ရက်နေ့မှာလာပါလိမ့်မယ်ကျန်တဲ့ fighter တွေတော်တော်များများကတော့ဂျာမန် fighter တွေနဲ့တီဗီသား fighter တွေလည်းပါတော့ပါပါဒါမဲ့လေဒါမြန်မာ fighter ပွဲရတော့ဒါအောက်ရှင်လေးတစ်ပွဲပဲရှိမယ်ပြန်မက်က9ပွဲနိုင်9ပွဲကစားထားပြီး9ပွဲနိုင် တပွဲရှုံးဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့အောက်ချင်းလေးနိုင်နေဆိုရင်ဝမ်ချမ်ပီယံရှစ်မှာအောက်ချင်းလေးရဲ့ဘရိုကတော်တော်လေးတက်လာနိုင်ကြီးရှိရလို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်။တနင်းဆုလိုဖိုက်တာကိုတော်တော်လေးဟိုအသာစီးရအောင်လုပ်ခဲ့တဲ့အပီးမှာဆိုလို့ရှိရင်ဒီပွဲသာထပ်နိုင်နိုင်မယ်ဆိုရင်ဝမ်ချမ်ပီယံရှစ်မှာရှိနေတဲ့အောက်ချင်းလေးရဲ့တန်းတစ်ခုကတော်တော်လေးမြင်လာလိမ့်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်တာပေးပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။